အခုဒီအတန်ကိုကြားနေရသေးတယ်ဆိုရင်သင်္ကန်လွန်ကောင်းနေပါသေးတယ်ကို့အတက်ကိုတံမိုးထားပါအခုချိန်မှာတချို့လူတွေအသက်မရှိကြတော့ဘူးဒီအတန်ကိုကြားနေတဲ့အချိန်ကို့မှာနေစရာအိမ်ရှိနေသေးတယ်ဆိုရင်ကို့ဘဝကိုကျေနပ်တင်းတိမ်လိုက်ပါဘယ်တော့မှ ကို့ဘဝကိုစိတ်မပြတ်မိပါစေနဲ့တချို့လူတွေ နေခြင်းညခြင်းအိုးအိမ်တွေမရှိကြတော့ဘူးဒီတန်ကိုကြားနေတဲ့အချိန်ကို့မှာမိဘညီကိုမောင်နှမဆွေမျိုးတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေရှိနေသေးတယ်ဆိုရင်အခုချိန်ကစပြီးသူတို့အပေါ်အရင်ကထက်ပိုကောင်းအောင်ဆက်ဆံပါပိုချစ်ခင်တတ်မှုထားပါဂယုဆိုင်အချိန်ပေးပါတချို့လူတွေသူတို့ဘဝမှာတယောက်မှမရှိကြတော့ဘူး ဒီအတန်ကိုကြားနေတဲ့အချိန်ကို့မှာချစ်ခင်မြတ်လို့ရလူတွေရှိနေသေးတယ်ဆိုရင်လက်ကျန်သက်တမ်းအချိန်တွေမှာဘဝကိုချစ်ခင်မြတ်လို့ရလူတွေနဲ့ကောင်းမွန်အကျိုးရှိစွာပျော်ပျော်ရွှင်ရွှင်နေနိုင်ပါပါအပေါ်ရန်ပကသနာရီဖြစ်တဲ့ဂုံတွေယာရုစည်းစိမ်တွေကိုမိထားလိုက်ပါတော့ပကသနာရီဆိုတာကဘာမြကြီးတစ်ချက်ခါယုံနဲ့ကြွားကြနိုင်ပါလေဘယ်သူ့ဘောမှလည်း မာနတွေရညူးရန်စအာဃာတတွေမထားပါနဲ့တော့ကိုချစ်ခင်မြတ်နိုးရသူတွေနဲ့ပြောပြောနေပါဒါနတွေလုပ်ပါကံကားပါကိုလုံအောင်ထိမ့်ပါဘာဝနာတွေပွားများနိုင်အောင်ကြိုးစားပါဒီလောကကြီးကနေထွက်ခွာသွားတဲ့အခါဘာနောင်နာမှမရအောင်နေထိုင်ပါဒီဘဝပြီးုံနဲ့မပြီးသေးဘူးတန်ត្រာဆိုတာရှိသေးတယ်အပေလေးဘုံလူဘုံနဲ့ဘုံဆိုတာတွေရှိပါသေးတယ် အဝါကူကောင်းအောင်ကြိုးစားပါထပ်သတိပေးပါမယ်ဒါနတွေလုပ်ပါဒီနေ့ကစလို့၅ပါးသီလကိုလုံအောင်ထိမ့်ပါတမထဝိပဿနာဘာဝနာတွေပွားများနိုင်အောင်ကြိုးစားပါကပ်ပြီးမျိုးစုံဆိုင်ပြီးရန်သူမျိုး၅ပါးဝိုင်းနေတဲ့ဒီနိုင်ငံမှာလူတွေအများကြီးစုံပါသွားခဲ့ကြပြီဒီထဲကိုမပါသေးဘူးဆိုတာကကိုယ့်ရဲ့ကံတွေကောင်းနေသေးလို့ပါ ရှေရှောက်ကံဉဏ်ဝိရိယဝိမျက်တာအောင်နေထိုင်ပါကိုယ့်ရဲ့ဘဝတတ်ချက်အချိန်တွေကိုအလဟတ်မဖြစ်ပါစေနဲ့ချေရသူတွေနဲ့ပြောပြောနေပါကုသူတွေနဲ့ပြောအောင်နေပါသာသနာတွင်ဆရာတော်